နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့ဝင်နေဆက်ရေးအဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာမြင့်သည်ဒီနေ့မနက်ပိုင်းမှာနေဆက်ရေးအဝန်ကြီးဌာနရုံးမြေဧရိယာအတွင်းမှာငရင်တန်းထိခိုက်ခံစားခဲ့ရတဲ့ဝန်ထမ်းများနဲ့ဝန်ထမ်းမိသားစုများအားဝန်ကြီးဌာနအင်ဂျင်နီယာအဖွဲ့ရဲ့ကြီးကျက်ကုကဲမှုဖြင့်တိစောက်ပေးစီခဲ့တဲ့ယာယီပါရှာအဆောက်အအုံများသူပြောင်းရွှေ့နေရချထားမှုခြေနေများအားကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ရေးဥစွာပြည်တော်စုဝင်ကြီးနဲ့အဖွဲ့ဟာယာယီဘာရှာစောက်များမှနေထိုင်တဲ့ဝန်ထမ်းများနဲ့ဝန်ထမ်းမိသားစုများတောက်ရည်တန်ရရှိအတွေ့ရေးတန်းစက်နဲ့ကြောက်စိမ့်အိမ်ယာယာယီဘာရှာအဆောင်အသစ်တို့ကိုအမွေနတာများပတ်ဖြန်းဖွင့်လှစ်ပေးခဲ့ပါတယ် အဲ့ဒီနောက်ဝန်ထမ်းများနဲ့ဝန်ထမ်းမိသားစုဝင်များပြောင်းရွှေ့နေထိုင်မှုကိုကြည့်ရှုစဉ်ပြည်တော်စုဝန်ကြီးကယာယီအဆောက်အုံများမှနေထိုင်ကြတဲ့ဝန်ထမ်းများနဲ့ဝန်ထမ်းမိသားစုဝင်များအနေနဲ့မိုးရွာသည်ကြောက်ရွံ့လာပြီးဖြစ်တာကြောင့်ကူးစက်ရောဂါများမဖြစ်ပွားစေဖို့အတွက်နေထိုင်စားသောက်မှုများကိုကျန်းမာရေးအသည့်သတိဖြင့်အထူးအလေးထားပြုမှု နေထိုင်ကြရန်ရှိုင်းအဆောင်အေရီယာအတွင်းရေမဝစ်စေအတွက်ဆောင်ရထားရှိတဲ့ရေနုံမြောင်းများပိတ်ဆို့မှုမရှိစေရည်နဲ့တန်ရှင်းတက်ရတာယာလှပရေးဝေါဟုပူပေါင်းဆောင်ရွက်သွားကြရန် မှားကြားကာမိသားစုဝင်များအားတွေ့ဆုံပြီးလိုအပ်ချက်ရှိတာများကိုမေးမြန်းပြီးဖြည့်ဆည်းစောင့်ရွက်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ဟာယာယီဆောက်အုပ်များအတွင်ဝန်ထမ်းမိသားစုများရဲ့ပြောင်းရွှေ့နေထိုင်စားသောက်နေမှုလျှက်စင်ပြီးတက်ဆင်ထားရှိမှုရေချိုးကန်အိမ်သာများစနစ်တကျဆောင်ရွက်ထားရှိမှုစွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်နိုင်ရတဲ့အမိုက်ကန်များဆောင်ရွက်ထားရှိမှုနဲ့ယာယီအဆောက်အုပ်များအပြီးသက်ဆောင်ရွက်နေမှုခြေနေများအားကြီးစုဆက်စည်းခဲ့ပြီးလိုအပ်တာများမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ